Hello အားလုံးပဲမင်္ဂလာပါ Rich Dad Healing Catering Page မှာကြိုဆိုပါရစေ။ Rich အခုလုပ်ပေးမယ့် reading ကအလုံကံငွေချင်းရေးစီးပွားရေးအခြေအနေတွေမှာအခက်အခဲကြက်တဲ့ဖြစ်ပြီးအဆင်မပြေဖြစ်နေတဲ့သူတွေကိုယ့်ရဲ့ career လမ်းကြောင်းမှာတကယ့် right path ပေါ်မရောက်သေးဘဲနဲ့ပေါ့နော်ခက်ခဲနေတာမျိုးတွေကြားဒီသွားနေတဲ့လမ်းကြောင်းပေါ်မှာ obstacle တွေ block တွေရှိနေတဲ့သူတွေအတွက်ကို universe ရဲ့ message guidance ကဘာတွေဖြစ်မလဲ angel ရဲ့ message ကဘာတွေဖြစ်မလဲဆိုတာ wish ကဒီ oracle deck အကောင်လုံးကိုတုံးပြီးတော့ကြည့်ပေးသွားမယ် reading မှာဆိုတော့ဒီ reading လေးကတော့အရင်တုန်းကတလားတစ်ခါပုံမှန်လောက်ပေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတခြားသော reading တွေဝင်လာတယ်လည်း wish အချိန်မပေးနိုင်တာနဲ့ရောကြောင့်မို့လို့တလားတစ်ခါပုံမှန်တော့မတင်ဖြစ်တော့ really um နှစ်လတစ်ခါသုံးလတစ်ခါတော့တင်ပေးဖြစ်တယ်ပေါ့နော် so yeah sorry เนาะဒီမှာပြတ်သွားတာဖုန်းဝင်လာလို့ okay အဲ့တော့နမိတ်တွေကတော့ပြတယ် um business လုပ်နေတဲ့သူတွေဒီမှာ universal message angel message လို့ပဲပြောရသေးတယ်အဲ့တော့ maybe uh think phone call တွေเนาะအမှားစာတွေเนาะပြောမှဆိုလို့စီးပွားရေးနဲ့ပတ်သက်တဲ့အဝင် call တွေအများကြီးဝင်လာတော့မဲ့နမိတ်လို့တော့မြင်ရတယ်ပေါ့เนาะအဲ့တော့ထေချာတာကတော့တကယ်ကိုငွေတွေတော့ဝင်တော့မယ်လို့တော့ထင်တာပဲ အဲ့လိုမျိုးလေး response ရတယ် okay အဲ့တော့ rich ကဒါက pick up line pick up group မဟုတ်ဘူးဒီ deck တွေအကုန်လုံးကိုသုံးပြီးတော့ rich ကြည့်ပြီးမှဖြစ်တယ်အဲ့တော့ကြောင့်မလို့အချိန်ကြာမှာဆိုလို့တခါတယ် shuffle လုပ်ပြီးတော့မှပြန်လာခဲ့ပါမယ်နော်ခဏလေးပါ hello i'm back so let's start the reading အဲ့တော့ flow guy ငွေရေးကြေးရေးစီးပွားရေးအစမပြေခက်ခဲကြတဲ့နေတွေတွေ career လမ်းကြောင်းမှာလမ်းပိတ်နေတဲ့တွေငွေကြေး ကြက်တဲနေတဲ့အလုံးအတွက်ပေါ့ဗောနော်ဒီ reading ကအကျုံးဝင်တယ်ဆိုတော့ universal message guidance တွေကဘာတွေလဲဆိုတဲ့အခါကျ risk ဒီမှာအရင်အဦးဆုံးမြင်တာကတော့လေအာအရင်အဦးဆုံးပေါ့နော် healing လုပ်နေတဲ့သူတွေတွေ့တယ် meditation တော်တော်သေးချာထိုင်နေတဲ့သူတွေရှိတယ်ဆိုတော့တချို့ကလည်းကိုယ့်ရဲ့စိတ်ငြိမ်အောင်ပေါ့နော်ဒီလိုတရားထိုင်တာ healing လုပ်တာဓာမျိုးတွေကနေပြီးတော့ universe နဲ့ချိတ်ဆက်နေတာ uh spiritual guidance တွေနောက်ပြီးတော့ဘယ်လိုပြောမလဲဒီ divine beings တွေ guardian angels တွေเนาะတချို့ကလည်း fairies တွေအကောင့်တနည်းနည်းနဲ့ပေါ့နော်အဓိကဒီလို divine beings တွေနဲ့ချိတ်ဆက်နေတာမျိုးတွေကိုတွေ့တယ်တချို့တွေကကြတော့လည်းဒီ universal method တွေသုံးပြီးတော့ဒီလိုလမ်းကြောင်းတွေကနေတစဉ်ကိုယ့်ရဲ့ manifest တွေเนาะဟိုကိုယ့်ရဲ့ wishes တွေဓာတ်တွေကို ပြေဝအောင်စ조사နေတဲ့သူတွေအများကြီးတပုံတစ်ခေါင်းကြီးကို risk ဒီမှာတွေ့ရတယ်ဗောနော်ဆိုတော့သူတို့ကဘာပြောလဲဆိုတော့ဒီတိုင်းလုပ်နေတဲ့လမ်းကြောင်းကတော့မှန်နေဗောနော် keep going with this အာဒီ routine နဲ့ပတ်သက်ပြီးတော့ဗောနော်ဘာမှပြောထားတာမျိုးတော့မရှိဘူးဆက်ပြီးတော့조사ဖို့နော် meditate လုပ်နေတဲ့သူတွေဆိုလို့ရှင်လဲဒါကိုယ့်ရဲ့ဒီ meditation လမ်းကြောင်းမှာအစင်မြင့်တင်ဖို့ဗောနော်ခြင်းစင်နေခြင်းမအဲ့လိုမျိုးတွေပြောထားတယ်နောက်တစ်ခုကကြတော့ ကိုယ့်ရဲ့ဒီအာဆရဏတရားလို့မပြောရမလားဒါမှမဟုတ်လို့ရှင်လည်းအဓိကပေါ့နော်တချို့တွေဆိုလို့ရှင်လည်း healing လုပ်နေတယ်တရားတော့ time မနေဘူး manifest method တွေတော့သုံးနေတယ်အဲဒီလိုမျိုးလူတွေကလည်းကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ကိုယ်တစ်ချက်ငြိမ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အဲအိမ်တဲ့အိမ်မက်တွေကပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းစိတ်တစ်ခုပေါ့နော် healing လုပ်နေတဲ့အခါမျိုးမှာမျက်စိထဲမှာမြင်လာတဲ့ uh, flickering အကြောင်းအရာလေးတွေเนาะတချို့တွေကကြတော့နားထဲမှာအတန်တူတူလေးတွေကြားလာရတယ်เนาะတချို့ကကြတော့လေတကယ်ကို meditation လုပ်နေတဲ့အချိန်မှာ မြင်ရတဲ့ sense တွေကြားရတဲ့အတန်တွေเนาะဒါတွေတည်းရဲ့ဒါ universe ရဲ့ဒီ divine beings တွေပေါ့နော်ဘယ်လိုပြော universe ကြီးထဲမှာရှိနေတဲ့ကိုယ်ကိုဆောင်လျှောက်တဲ့အာ fairies တွေ angels တွေနော် divine beings တွေ guardian angels တွေ archangels တွေနော်ဒီလိုမျိုးတွေကကိုယ်ကို guideline လုပ်နေပါတယ်တဲ့ဒါတွေကိုမမြင်ကြအောင်မဆောင်နဲ့ပေါ့နော်တချို့တွေကကြာလဲတကယ်မျက်လုံးရှိမှဒီအပြင်ဒီ reality မှာပေါ့နော်ပြောမစမ်း 3D wall လို့လည်းပြောလို့ရတယ်ဒီနမိတ်ပြတာပေါ့ဆိုတော့ဒါတွေကိုလစ်လျူမရှုနဲ့မြင်အောင်ကြည့်လို့ပြောတာဆိုတော့ သူတို့နမိတ်ပြနဲ့လမ်းကြောင်းနောက်ကိုလိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်ချုံးဝေမယ်နောက်တစ်ခါကျတော့ Orange ဒီမှာမြင်တာစီးပွားရေးငွေကြေးကိုယ့်ရဲ့ career လမ်းကြောင်းနဲ့ပတ်သက်လို့လုံးဝကိုမထင်ထားတဲ့ပုံစံကိုလုံးဝမမျှော်လင့်ထားတဲ့ပုံစံ changes ဖြစ်မယ်ဆိုတော့ဒါကဘယ်လိုပြောရမလဲဟို hidden thing အလိုမျိုး changes ဖြစ်ပေးမယ်ပေါ့နော် ကြောက်ဖို့မလိုဘူးဆိုပြီးပြောတာကြောက်စရာမလိုဘူးကိုယ့်ရဲ့ power ကိုယ့်ရဲ့စွမ်းရည် ability ဒါကိုလုံးဝ invoke လုပ်ပါဆိုပြောတာဘာလို့ပြောဆိုတိုးမြင့်မာဒီ power တွေအဲကိုယ့်ရဲ့လုံနိုင်စွမ်းအားတွေကိုယ့်ရဲ့ inner gut feeling ပေါ့နော်ပြောမှဆိုဝင်ထွင်းအသိစိတ်ပေါ့ဒါကိုတိုးမြင့်ပြီးတော့ဒီသူတို့ guideline ပေးနေတာတွေကိုမြင်အောင်ကြည့်မယ်เนาะဟို သေချာကြားအောင်နားထောင်မယ်သူတို့ပြနေတဲ့နမိတ်တွေကိုသိမယ်ဆိုလို့ရှိရင်နဲ့ကို့အနေနဲ့ပေါ့နော်ဘာမှကြောက်စရာမလိုပဲနဲ့ကို့သွားနေတဲ့လမ်းကြောင်းဟာဘယ်လမ်းကြောင်းကမှန်နေပါလားဘယ်လမ်းကြောင်းကမှားနေပါလားဆိုတာသိလားမြင်လာလိမ့်မယ်တဲ့နောက်တစ်ခုကကျတော့ changes တစ်ခုက originals လေးတွေမှာဖြစ်ကိုဖြစ်လာမှာ risk ဒီမှာမြင်တာ6လအတွင်းเนาะ6လတော့အတွင်းမှာ changes ဖြစ်မယ် လုံးဝကိုညင်းဆိုလို့မရတဲ့ changes တခုဖြစ်မယ်ဆိုတော့အဲ့ဒီ changes မှာက rich မြင်တာကလေအမှောင်တခုကနေပေါ့နော်အခုလက်ရှိ rich class လေးတွေကအမှောင်တူတွေမှာရောက်နေထားလိုက်ပါလုံးဝအလင်းရောင်မမြင်ရတဲ့ group တခုထဲမှာရောက်နေတဲ့ကိုရဲ့ land ပြောင်းနေတဲ့တကယ်ကိုအမှောင်တူထဲမှာပိတ်မိနေတယ်ဆိုလို့ရှိရင်6လအတွင်းနော်6လအတွင်းဒါမှမဟုတ်6လပြည့်လောက်တဲ့အချိန်ကြာလို့ရှိရင်အဲ့ဒီ ူဘောင်းကနေကိုရှောက်နေနေလဲဆိုတော့ဒီဂူကြီးထဲမှာပိတ်မိနေလဲ original sleeve တွေကငုတ်တုတ်ကြီးထိုင်နေတာမဟုတ်ဘူးလေနော်ဘသူကိုများလာခဲ့မလဲဆိုပြီးတော့ငုတ်တုတ်ကြီးတော့ထိုင်နေကြတဲ့လူတွေတို့မမြင်ဘူးဆက်ပြီးတော့သွားနေတယ်သွားနေတယ်ဆိုတဲ့အခါကျဂူအဆုံးကိုရောက်ပြီးတော့တေချာပေါက်တော့အပြင်ကိုထွက်နိုင်တဲ့ထွက်ပေါက်ပြောရမလို့ဆိုလို့ကျမျောလင်းချက်အလင်းရောင်လေးတခုကတော့ဟိုအနာကမှာရှိနေလိမ့်မယ်ဆိုတဲ့အခါကျရင်ချောင်းလာအတော်တွေမှာဒီအနာကအလင်းနံကိုရထွက်ပေါက်တခုကိုတွေ့ရှိလာလိမ့်မယ်ဆိုတော့အဲ့ဒီ changes ဒီကိုလုံးဝညှင်းဆုံလို့မရတဲ့ changes ဖြစ်မယ်ဆိုတဲ့အခါကျအဲ့ဒီအပြောင်းလဲလာမှာကိုကြောက်ဖို့မလိုဘူး မကြောက်နဲ့လို့လည်းပြောခြင်းနဲ့ဆိုတော့အဲ့ဒီအပြောင်းလဲတစ်ခုအရွေးတစ်ခုကိုပေါ့နော်ကိုယ်အနေနဲ့လုံးဝလက်သင့်ခံနိုင်ဖို့ဒီအပြောင်းလဲလာတဲ့အခါမှာလဲကိုကိုယ်တိုင်က တည်တည်ချာချာကြီးကို accept လုပ်ပြီးတော့ကိုကိုတိုင်းက transform လုပ်နိုင်ဖို့ကိုကိုတိုင်းက handle လုပ်နိုင်ဖို့ဒါတွေကိုလည်းအခုတည်းကကြိုတင်ပြီးတော့ဗောနော်စ조사ပြီးတော့ပြင်ဆင်မှာကိုရဲ့ energy ကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုရဲ့အပြင်ရုပ်ပိုင်းဆိုင်ရာဒါတွေအားလုံးကို ပြောင်းလဲနိုင်ဖို့လက်သင့်ခံနိုင်ဖို့ရောက်လာတဲ့အခါမှာလည်းတေချာ၊ကင်တွယ်ဖြည့်ရှင်းနိုင်ဖို့ကို management လုပ်နိုင်ဖို့အခုတည်းကကိုကိုကိုဒါ စိတ်တွေပေါ့နော်အဓိကတော့စိတ်သက်ပေါ့နော်ကြိုတင်ပြင်ဆင်ထားပါပြောင်းလဲနိုင်မှုကို be ready ဆိုပြီးပြောထားတာမျိုးတွေ့ရတယ်ဆိုတဲ့အခါကျတော့ဟိုနားထဲမှာကြားလာတဲ့အတန်လေးတွေကိုတချို့တွေက rage ဒီမှာမြင်ရတာပေါ့နော်လစ်လူရှုနေတယ်ကိုယ့်ရဲ့ inner gut feeling ထားလိုက်ပါကိုယ့်ရဲ့ intuition ကသိနေတယ်နော် wind twin အသိစိတ်ကသိနေတယ်ဒါပေမဲ့ဒါကြီးရောဟုတ်ပါမလားဟုတ်ပါမလား doubtful အရန်ဖြစ်ပြီးတဲ့အခါကျဒီတန်တရားစိတ်တွေနဲ့ um လစ်လူရှုထားတာပေါ့နော်ဆိုတော့ဒါတွေမလုပ်ပါနဲ့ဆိုပြီးတော့ပြောထားတယ်နောက်တစ်ခုကကျတော့ rage ဒီမှာမြင်တာ ကိုဝါသနာပါရင်ပေါ့နော် water healing water magic လုပ်လို့ရတယ်အဲဒီလိုမျိုး water healing water magic အသုံးပြုပြီးတော့ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုပြည့်အောင်ဒါ manifest လောက်တာမျိုးတွေဒါမှမဟုတ်လို့ရှင်လဲကိုယ့်ရဲ့စိတ်တစ်ခုပေါ့နော် calm down ဖြစ်အောင် water healing လောက်တာမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခုကကျတော့ orange ဒီမှာမြင်ရတာကကျတော့ အဲဒါကတော့ manifest method လို့လည်းပြောလို့ရတယ် ritual ပုံစံတစ်မျိုးလို့လည်းပြောလို့ရတယ်ပေါ့နော်အအချိန်ကာလအပြင်မနှက်နေထွက်တဲ့အချိန်ပေါ့ rich ဒီမှာမြင်တာဆိုမနှက်6နာရီနေစားထွက်တဲ့အချိန်ပေါ့နော်တချို့ကလည်း9နာရီခွဲလောက်နေစားထွက်တယ်ထားလိုက်ပါတော့ကိုနေစားထွက်တဲ့အချိန်ပေါ့ rich ပြောမှာဆိုမနှက်6နာရီကနေ9နာရီ within ပေါ့ 6ຫນ່າຍຍານີ້9ຫນ່າຍອັນນີ້ອ່ໄຈມາຢີດ້ວງຕື້ນເນາະຢີດ້ວງຕື້ນເອອປ່ຽນມາສະໂລຊິດີດີຈູ້ແນງຫິນແນຢີດ້ວງທີ່ດີລະປົກຕິມືເລບໍດີດີຢີດ້ວງປົກຕິມືເລອັນນີ້ແທ້ມາງွေດင်းກາປ략ແບບຜິດຊွေດင်းກາປ략ແບບຜິດເນາະຢີດ້ວງແນ່ໂຕວ່າປີໂຕແຖ່ປີໂຕကိုလိုချင်းနဲ့အဲ့လိုမျိုးရေတွင်းနဲ့ပစ်ချတဲ့အချိန်မှာကိုလိုချင်းနဲ့ wish ကိုအယမ်းခက်ခဲကြက်တဲနေတဲ့အယမ်းကိုဒုက္ခရောက်နေတဲ့အချိန်နေအဆင်ပြေပါစေဆိုပြီးတော့ဒီရွှေတင်းကားပြားပဲဖြစ်ငွေတင်းကားပဲဖြစ်အဓိကဟိုဘယ်လိုပြောမလဲ အကျွေးစီပဲဖြစ် coin ပေါ့နော် something ကိုနိုင်ငံ alike သုံးနေတဲ့ coin တခုခုသုံးလို့လည်းရတယ်ဆိုတော့အဲ့ဒီဒီ notes လေးကိုပေါ့နော်ဒီအကျွေးစီလို့ပြစ်ချတဲ့အချိန်မှာကိုအရန်ခက်ခဲနေတဲ့အရာတခုဆူတောင်းလို့ရတယ်အဲ့တော့ရေတွင်းကတော့ဒီပုံစံပဲဖြစ်ရမယ်အမ်လိုပြောမလဲဒီဒီဒီရေတွင်းကအခုခင်မှာနည်းနည်းတော့နည်းနည်းမို့တော်တော်ရှားလာပြီလားတော့မပြောတတ်ဘူးဒီမြန်မာပြည်မှာဆိုလို့ရှင်တော့လို့ဟို တချို့နည်းနည်းရှေးဟောင်းမြို့တွေနယ်လေးတွေเนาะရွာတွေမှာတော့ရှိတတ်တယ်ပေါ့เนาะဆိုတော့အခုဟာကဟိုရန်ကုန်မှာဆိုလို့ရှင်လဲ ရန်ကုန်မှာမဟုတ်ပါဘူးတော်တော်မြန်မျိုးတွေကုန်လုံးဝီစီတွေနေပဲတူကြတာဆိုတော့လေရဲတော်တော်လေး rally ဖြစ်မယ်ဆိုတော့ maybe အဲ့လိုမျိုး rally ဖြစ်တဲ့ဟာကိုလည်းလိုက်ရှာပြီးတော့စူးစမ်းတော့မှလည်းဒါကိုယ့်ရဲ့ waste တစ်ခုဒီပြေးနိုင်တာမျိုးဆိုတာလည်းကိုယ့်ရဲ့စိတ်ကို push လုပ်ထားတယ်လို့ rich ကတော့ပုံမြင်ရတယ်ပေါ့နော် courage တစ်ခုနဲ့အာ push တစ်ခုနောက်မှာကိုယ့်ရဲ့ desire ကိုပြည့်အောင်အာရအောင်စူးစမ်းတဲ့စိတ်တစ်ခုလည်းဒီမှာ universe ကတွန်းထားတာမျိုး rich တွေ့ရတယ်ပေါ့နော်ဆိုတော့လှုပ်ချင်တော့အားလေးလှုပ်လို့ရတယ်အချိန်ကမနက်6နာရီကနေ9နာရီအဲ rich ဒီ manifest method လေးရတော့ rationalist လေးတွေတော်တော်များ personal အာ reading major တဲ့သူတွေကိုလည်းပြီးတော့ပြီးနေကြမှာတချို့တွေကတော့ဒီအတိုင်း line လောက်ကြည့်တယ် အာလုံးကြီးတဲ့အခါမှာလဲ within 1 month or 3 month ပေါ့နော်တချို့ဆိုတစ်လအတွင်းမှာပဲသူတို့ wishes တွေပြည့်သွားတာမျိုးတွေရှိတယ်တချို့ကလည်း3လလောက်နေတော့မှပြည့်တဲ့သူတွေရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အကြောင်းကိစ္စအကြီးငယ်ပေါ်မှာလိုက်ပြီးတော့အချိန်ကာလအမ်အနည်းအမြန်ပေါ်မှာကွာသွားတာပေါ့နော်ဒီလိုမျိုးတွေ rich feedback တွေတော့တော်တော်များရတယ်ဆိုတော့ဒီနီးလန်းလေးသုံးကြည့်ပြီးတော့ကိုယ့်ရဲ့ wishes တွေကိုယ့်ရဲ့အဲဒီလိုအင်စန်တာပေါ့နော် fulfillment ဖြစ်လာအောင်တည်တည်ချာချာ လုံးလို့ရတယ်เนาะဒီကောင်မလေးဒီပုံစံအတိုင်းလေးပဲဒီရေတွင်ထဲမှာအကျွေးစီလေးပြစ်ချပြီးတော့เนาะလုံးကြည့်တကယ်ပြည့်တယ် average လေးလုံးဖို့လည်းပြည့်တယ်ဆိုတော့နောက်တစ်ခုနောက် method တစ်ခုကတော့ဒီ credit card letter ရေးပါတချို့တွေရေးနေတာမျိုးလည်းတွေ့ရတယ်เนาะ average class လေးတွေ55ရာခိုင်နှုန်းသောသူတွေ credit card letter ရေးနေကြတာမျိုးတွေ့ရတယ်ဆိုတော့ဒီမှာ credit card letter ရေးတဲ့ဟာကလည်းနှစ်မျိုးရေးပေးပါเนาะအဲ့တော့ကိုအခုဒီစီးပွားရေးလမ်းကြောင်း career လမ်းကြောင်းနေနဲ့ပတ်သက်လို့ အရင်ဦးဆုံးပေါ့နော်အာလောက်ရမယ်ဒီ credit letter ရေးတဲ့ပုံစံကဒါ universe ကိုကိုရရှိပိုင်ဆိုင်ထားတဲ့အရာတွေဘာတွေဘာတွေအောင်မြင်နေပြီဘာတွေဆိုအခုလက်ရှိဖြစ်နေတဲ့အစဉ်ပြေနေတဲ့အရာတွေအားလုံးတော့ကို universe ကိုဒါဟိုကျေးဇူးတင်ချောင်းပေါ့နော်တကယ်ကိုအာဘယ်လိုပြောရမလဲဒီ thankful letter တစ်ခုရေးပါနောက်တစ်ခုကကြတော့နောက်ပုံစံကကြတော့ universe ကို ကိုလိုချင်တဲ့အရာတွေနော်ကိုလိုချင်တဲ့အရာတွေထားလိုက်ပါတော့อืมဥပမာပေါ့နော် ိုကဘယ်လမှာဘယ်ရာတူးနဲ့အဲဘလို့ position တိုးသွားပြီဘလောက်လစာတိုးသွားပြီမဖြစ်သေးဘူးเนาะဒါပေမဲ့ကိုလိုချင်တာအဲ့ဒီ wish အဲ့ဒီ wish ကိုဘဏလာတော့တင်မှာဒါတချို့ကကြလ target ရှိတယ်လေเนาะဆိုတော့အဲ့လိုမျိုးကိုပြည့်သွားပြီဆိုတဲ့ပုံစံနဲ့အာထားလိုက်ပါအခုဆိုလို့ချင်တာဂျွန်လဆိုတဲ့အခါကျတော့ဇူလိုင်လမှာဘယ်ရာတူးနဲ့ဘလို့ပုံစံမျိုးလစာနဲ့ဘလို့အခြေအနေမျိုးနဲ့ငါကရာတူးတိုးသွားပြီအာငါက လာကြတွေတိုးသွားပြီဒီလိုအတွက်ကြောင့် university ကိုကျေးဇူးတင်ပါတယ်ဆိုတော့ကိုကဖြစ်ပြီးသွားပြီဆိုရယ်ပြောမှဆိုကြ law of assuming ပုံစံမျိုးနဲ့ပေါ့နော်ဒီတချို့ကကြတော့လဲ law of attraction သဘောတရားကိုသုံးတယ်တချို့ကကြတော့ law of assumption သဘောတရားကိုသုံးတယ်ဆိုတော့ဒီနီးကတော့ခုန Rich ဒုတိယပြောတဲ့နီးက law of assumption ပုံစံမျိုးနဲ့ဖြစ်လိမ့်မယ်ဆိုတော့အဲ့ဒီအခြေအနေတစ်ခုကိုရေးပါเนาะအဲ့တော့ကိုလိုချင်တဲ့ wishes တွေကိုဒါ universe ကိုကျေးဇူးတင်ပါတယ်ပေါ့နော်အဲစပြီးတော့ရေးရမယ့်ပုံစံမျိုးဆိုလို့ရှိရင် today i'm thankful for ဆိုပြီးရေးလို့ရတယ်ဒီနေ့အတွက်ကိုပေါ့နော်ငါ university ကိုကျေးဇူးတင်ပါတယ် universe ပေါ့ today i'm thankful for ဆိုပြီးကိုလိုချင်တဲ့ wishes တွေပြည့်နေပြီဆိုတဲ့ဟာနဲ့ရေးအဲ့တော့ arish ခုနပြောသွားတဲ့ပုံစံနှစ်ခုမှာအရင်ဦးဆုံး universe ကိုကျေးဇူးတင်ကြအောင်ပြောရမယ်ပြောရမယ်ဆိုကိုယ်မှာပိုင်ဆိုင်ထားတဲ့အရာတွေကိုဘယ်လိုမျိုးတွေအဆင်ပြေနေရကိုဘယ်လိုမျိုးတွေအချစ်ခံနေရကိုဘယ်လိုမျိုးတွေတားရနေဒါအတွက်ကိုလုံးဝကိုအာ simple thankful ပုံစံမျိုးနဲ့အရင်ရေးရမယ်ဒါရေးပြီးတော့မှ ကိုလိုချင်တဲ့ wish list တွေပါတယ်ပြည့်နေပြီဆိုတဲ့ဟာကြီးကမတရက်ထဲနဲ့နှစ်ကြိမ်မနက်တစ်ကြိမ်အမနက်ပုံစံတစ်မျိုးညပုံစံတစ်မျိုးလဲရေးလို့ရတယ်တစ်ချိန်ထဲမှာခုန thankful uh, simple thankful ပုံစံမျိုးနဲ့အရင်ရေးပြီးလို့ရှိရင်ဒါဒုတိယပုံစံကတော့ဒါခုနကိုယ့်ရဲ့ wish list တွေကို manifest လုပ်တဲ့ပုံစံတစ်ခုနဲ့ရေးပေါ့နော်အဲ့တော့55ရက်ရေးရမယ်ရေးရမယ်ဆိုတော့ဒီပြော55ရက်နော်55ရက်အဲတောက်လျှောက်ရေးသွားလဲရတယ်ကိုယ့်ရဲ့ wish list မပြည့်မချင်းနော်အဲ့လိုပုံစံမျိုးနဲ့ရေးလို့ရရေးရမယ်ပုံစံတော့နှစ်မျိုးပါအဲနောက်တစ်ခုကကြတော့ပထမ thankful ပေါ့နော်ဒီ universe virus ကိုကိုရရှိပြီးသားအခြေအနေတွေအားလုံးအတွက်ကျေးဇူးတင်နေဆိုတဲ့55ရက်အရင်ပြည့်အောင်ရင်ပြီးတော့မှကိုလိုချင်တဲ့ wish ကိုနောက်ထပ်55ရက် တစ်ခေါက်ထပ်ရေးလို့လည်းရတယ်။နှစ်ခုစလုံးကိုမနက်တစ်ချိန်ညချိန်ခွဲလို့လည်းရတယ်။တစ်ချိန်ထဲမှာရေးမဲ့သူတွေဆိုလို့ရှိရင်လည်းဒါနှစ်ခေါက်ပေါ့နော်ရေးရမယ်။အဲ့တော့ကိုလိုချင်တဲ့ wishes တွေကိုဟိုအချက် list ပုံစံလေးနဲ့နံပါတ်1ကပါ2 3 4ပေါ့နော်အဲ့လိုပုံစံမျိုးကိုရှိသလောက်ရေးလို့ရတယ်နော်။ဒီ manifest method ကလည်း rich အာတောက်လျှောက်ပြောနေကြတာနော် Telegram channel မှာလည်း rich ပြောဖြစ်တယ်။အဲနောက်တစ်ခုကကြတော့အာ rich ရဲ့ဒီ personal reader လေးတွေပေါ့နော်။ personal reading လာယူပြီးတော့ ရစီမှာ manifest method လာဝဲတဲ့သူတွေကိုလည်း risk ပြောပြဖြစ်တယ်ဒါ give ပေးတဲ့ manifest method လေးပေါ့နော်ဆိုတော့ဒါလေးလောက်ကြည့်ပါအဆင်ပြေသွားလိမ့်မယ် universe ကဒီဟာကိုပဲထပ်ပြီးတော့ညွှန်ပြထားတာမျိုးတွေ့ရเนาะအဲ့တော့နောက်တစ်ခုကကြတော့လေကိုယ့်အနေနဲ့ changes လုပ်ဖို့လိုအပ်တယ်ဒီမှာဆိုလို့ရှိရင် rich mentor number 16ပေါ့နော် make an alter ဆိုပြောထားတယ် number 16က tarot အာကမှာဆိုလို့ရှိရင်လည်းတထားပါအာဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းတထားပါအဲ့တော့ဆိုလိုချင်တာကကိုကိုတိုင်း transform လုပ်ဖို့လိုအပ်တယ်ကိုကိုတိုင်း အာ changes တွေလုပ်ဖို့လိုအပ်တယ်အနာဂတ်တစ်ခုကို ပြောရမယ်ဆိုကောင်းတဲ့အခြေအနေတစ်ခုကူပြောင်းချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ အဲခံယူချက်တွေเนาะသဘောတဘာဝတွေပြောမှဆိုရင်တချို့ကြာငါဆိုအရန်ကြည့်လေခစ်ကာလာကြီးကဟိုအရန်ရှိကိုရောက်နေကိုကလေတချို့ကြာတော့စာအုပ်ကြီးသဘောတိုင်းပေါ့เนาะကြံနေခဲ့တဲ့သူတွေရှိတယ်တချို့ကကြာလဲခင်းနဲ့လျော်ညီအောင်ပြောင်းလဲတဲ့သူတွေရှိတယ်ခင်းနဲ့လျော်ညီအောင်ပြောင်းလဲပြီးတော့အဲ့လိုရစ်ယူပြီးတော့စွန့်စားလိုက်တဲ့သူတွေပဲအောင်မြင်မှုတွေရနေကြတာကြည့်ပဲဆိုတဲ့အခါကျတော့လုံးဝဟိုဘယ်လိုပြောမလဲ make a change လုပ်ဖို့အတွက်ကို မကြောက်နဲ့ fears တွေ worries တွေကိုခဏလေးအနောက်မှာထားလိုက်เนาะ တည်တည်ချာချာအာယုံဆိုင်ပြီးတော့ focus လုပ်ပြီးတော့เนาะ transform လုပ်လို့လုပ်ဖို့လိုအပ်တယ် alternation တခုကိုဘဝမှာလိုအပ်နေတာမျိုးကိုတွေ့ရတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဟာကို universe ကတတိပေးထားမျိုးမြင်နေပေါ့เนาะတချို့တွေကကြတော့စီးပွားရေးမှာအဲအခုဆိုလို့ရှင်ဒီနမိတ်ရ arrangement လာဆိုလို့ရှင်အပြောင်းလဲစီးပွားအစ်စ်တခုလုပ်ချင်တာမျိုးအဲ့လိုမျိုးလူတွေတွေ့တယ်တချို့ကကြတော့စီးပွားရေး ပြောင်းလုပ်ချင်တာပေါ့နော်ဒီဟာကအဆင်မပြေတော့ okay ဒီပုံစံဆိုနည်းနည်းလေးတို့ဒီလိုပြောင်းလဲဖို့အတွက်မှာကြောက်နေတယ်ဘာလို့လဲဆိုတော့ဒါကတော့ဟိုလူတိုင်းဒီလိုပဲဖြစ်နေမှာပေါ့ဆိုတော့ကိုမသွားဘူးတဲ့နယ်ပယ်တခုကိုမလှမ်းဘူးတဲ့အဲဒီလမ်းကြောင်းတစ်ခုကိုအသစ်စတင်လောက်ရမယ်ဆိုရင်ဘယ်သူမှမဆို risk ရှိဘူးကကြောက်မှာပဲလှမ်းမှာပဲเนาะ fierce warrior ရှိမှာပဲဒါပေမဲ့ လောက်လိုက်ပါတဲ့အရေးတင်းတင်းနဲ့ကို့အနေနဲ့စီဝါအသစ်ပြောင်းလို့ရတဲ့ career လမ်းကြောင်းပြောင်းလို့တချို့တွေဆိုလို့ရှိရင်ဒီမှာကုမ္ပဏီပေါ့နော်အလုပ်အသစ်ပြောင်းခြင်းတဲ့သူတွေရှိတယ်အဲတော့အလုပ်အသစ်ကြတော့မှအဆင်ပြေပါမလားလာစားနေသွားရင်ဘယ်လိုလုပ်မလဲဗါလဲအဲ့လိုမျိုးတွေ worries တွေများနေတယ်ဆိုတဲ့အခါကျတော့အဲပုံမှန်လင်းပြောမှာစ comfort zone ထဲမှာရှိနေတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကို့အနေနဲ့အရှိအနာကတခုမှတီတီချာချာကို develop ဖြစ်ခြင်းနဲ့အရန်ကိုတူတက်ခြင်းနဲ့တကယ်ကို career လမ်းကြောင်းမှာကောင်းကောင်းမွန်မွန်အခြေချရပ်တည်ခြင်းနဲ့ဆိုရင်ကတော့ အဲ comfort zone တွေကနေထွက်ရမယ်ပြီးလို့ရှိရင် changes လုပ်ဖို့ကြောက်လန့်နေလို့တော့မရဘူးเนาะဒါလေးကို risk ဒီမှာမြင်တယ်နောက်တစ်ခုကကြတော့ တချို့တွေလေကိုဘေးနာမှာပေါ့နော်အာအနီးကပ်ရန်သူတွေရှိတယ်ဒါကတော့လုပ်ငန်းခွင်ကသူတွေအဲများသောအားဖြင့်ကုမ္ပဏီဝန်ထမ်းတို့နော်ပြီးလို့ရှိရင်ဒီနေပဲတခုမှလုပ်နေရတဲ့သူတွေပေါ့နော်လုပ်ဖို့ကိုင်းမကြားတယ်မှာကိုကိုအနီးကပ်လေတချို့ကြောင့်လည်းတငယ်ချင်းမိတ်ဆွေကြားတယ်မှာပေါ့နော်ဟိုဘယ်လိုပြောရမလဲချိုချိုလေးနဲ့အလိုပေါ့ဟိုဘေးနာနေကိုရဲ့ energy absorb လုပ်နေတဲ့သူတို့ဒါမှမဟုတ်လို့ရှိရင်နည်းနည်းလေးပေါ့နော်အနီးကပ်ရန်သူပေါ့နောက်ကြောဒါမှနဲ့ထိုးမဲ့သူတို့တစ္ဆာဖောက်မဲ့သူတို့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတာဆိုတော့ တေချာတရိထားဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ဒီလိုအခြေအနေရှိတယ်ဆိုလို့ရှင်လည်းကိုကိုကိုလုံးဝတေချာဆွမဝေးလို့ဖို့ပေါ့နော်ဒီလူတွေနားကနေအာရှောင်ဖို့ဒီလူတွေစီကနေမဖြစ်မနေပြောရဆိုတာပေါင်းသိနေရတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လည်းတေတေချာချာကိုရဲ့ energy ကိုရဲ့အာပြောမှဆိုလို့ရှင် aura ပေါ့နော်ဒါတွေအကုန်လုံးကို protect လုပ်ထားပါ protection အပြေးဝကာထားပါဒီလူတွေကိုယ်စီက energy absorb လုပ်နေတာမျိုးတွေ့ရတယ်။တချို့တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကောင်းခြင်းနေကံပွင့်ခြင်းနေလက်ပွင့်ခြင်းနေစမ်းပွင့်ခြင်းနေဒါတွေကိုတို့တွေကဆုပ်ယူနေတယ်။เนาะအဲ့တော့အရင်တော့ထားလိုက်ပါတကယ်ချင်းမိတ်ဆွေတွေမှာပါပြတယ်ကိုကအရန်စမ်းပွင့်နေကိုကအရန်လက်ပွင့်နေအာအရန်ကံကောင်းနေအကြတော့ဒီလူတွေပေါ့ပါ့မလားသိရမလားပုံစံကတမျိုး changes ပြီးတော့တခုကိုချလိုက်ပါတော့ကံစမ်းမဲလေးဘလာမပါကံစမ်းမဲလေးနှိုက်တယ်ဆိုရင်တောင်မှအရင်တော့ကိုကအမြင်နဲ့ကောင်းတဲ့ပစ္စည်းတွေပေါက်နေကြဆိုလို့ရှိရင်ဒီလိုလူတွေနဲ့တွဲပါများလားဒီလိုလူတွေနဲ့ဘေးနားမှာအမြင်ရှိကြပါအရှိ ပါများလာတဲ့အခါကျတော့ရှင်သွားပြီးတော့အကန်စမ်းမိတ်လေးဘလာမပါကန်စမ်းမိတ်သွားနှိုက်ကြည့်ကိုကတဖြည်းဖြည်းချင်းမကောင်းတာရတယ်သူတို့ကကောင်းတာရလာမျိုးရှိရှင်ဆိုတော့ဒီလို energy absorb လုပ်နေတဲ့သူတွေတော့ကိုယ့်ရဲ့ energy ကို protect လုပ်ထားပါတည်တည်ချာချာရှေ့မှာလုံးဝเนาะတတိုင်းနေအုံနိုင်ရနေချန်စီယူလေးတည်ချာခတ်ထားပါလို့ပြောချင်တယ်အဲ့တော့ဒီမှာတချို့ကတော့မေးမယ်အဲရရှိဘယ်လိုမျိုးဒါ absorb လုပ်ရမလဲပေါ့เนาะအဲ့တော့ အာ receptor ပြောကြတာကဒီလိုမျိုးပေါ့နော် energy absorbing လုပ်နေတဲ့သူတွေကိုဗီနာမှာရှိနေတယ်ဆိုလို့ရှိရင်သူတို့ရဲ့ negative တွေကိုကြာကိုကူးစေပြီးတော့ကိုစီကကောင်းတဲ့ positive energy တွေကိုကြာသူတို့တွေဆုပ်ယူနေတယ်ဆိုလို့ရှိရင်ကတော့လေအာတချို့ကကြာတော့ဘယ်လိုမျိုးကောက်ွယ်လောက်ရမလဲနော်ဒီလိုမျိုးတွေမေးတဲ့အခါမှာကိုမှဒီ crystal လေးတွေနော် hubs လေးတွေရှိလို့ရှိရင်အဲဒါလေးတွေ ਨੇ protect လုပ်လို့ရတယ်တချို့တွေကကြာတော့လည်း protection spell ကြာလေး protection အာ spell potion လေးတွေဒီလိုပုံစံမျိုးလေးစောင့်ကြရတယ်ပေါ့နော် ဆိုဒီလိုပုံစံမျိုးတွေလောက်လို့ရတယ်အဲဒါမှမဟုတ်တခြားသောအဲဘယ်လိုပြောပြောရမလဲဆိုလို့ဘယ်လိုမျိုးလဲဒီဟို logi ရဆိုင်နေပေါ့နော်အဲ့လိုပစ္စည်းတွေနော်အဆောင်တွေအဲ့လိုမျိုးတွေနဲ့လှုပ်လို့ရတယ်တချို့ကကြတော့ spare တွေရွတ်တာတွေတချို့တွေကကြတော့အဲ rune energy ဆောင်းတာတို့ဒီလိုပုံစံမျိုးလေးပေါ့နော်အမျိုးမျိုးအမျိုးမျိုးလှုပ်ကြတယ်ဆိုတော့ကိုအားတန်ရတန်ရကိုနဲ့နီးစက်ရနီးစက်ရဒီလို protection တွေလှုပ်ထားပါလို့ရစ်ကပြောခြင်းနဲ့အဲ့တော့ ဟိုဘယ်လိုပြောမလဲကြာရင်ကိုယ့်ရဲ့အယံ beautiful ဖြစ်တဲ့ဥရာကိုယ့်ရဲ့အယံကိုကောင်းမွန်တဲ့ဒီ positive energy တွေအကုန်လုံးဝါမျိုးခံသွားရလို့ရှင်ကိုကလုံးလုံးကြီး negative နဲ့ဂျန်နေခဲ့တာမျိုးတွေဖြစ်တတ်တယ်เนาะဆိုတော့ အဓိကအားဖြင့်3လ3ရက်3ဘက်3လအတော်တွေမှာတတိထားပါအာ35ရက်အတော်တွေမှာเนาะဒီလိုမျိုးလေးဖြစ်တတ်တယ်ဆိုတော့ကိုကိုကို protection အပြေးဝယူထားပါလို့ risk ပြောခြင်း ਨੇ အဲမကောင်းတဲ့ energy တွေမှန်သမျှကိုကိုလုံးဝအဝင်မခံ ਨੇ เนาะဆိုတော့ဒါတွေအားလုံးကဒါကိုရဲ့စီးပွားရေး간 နော်လုပ်ငန်းလက်ကံနော်ပြောမှဆိုလို့ရှင်လက်ပွင့်မှုအတွက်ဒါတွေကိုဟိုတည်ချာစူးစမ်းတိဆောက်ရမယ်အကာအွယ်လုပ်ထားရမယ်နောက်တစ်ခုကကြတော့ဟိုကိုယ်စီမှာပေါ့နော်သူတို့ရဲ့ဒီလိုမျိုး energy တွေကိုဆက်ဆံရမယ်ကိုယ့်ရဲ့လက်တိတ်သွားတာတို့ကံပိတ်တာတို့ဒီလိုမျိုးလမ်းကြောင်းတွေမှာလာပြီးထိခိုက်တတ်တာမျိုးတွေဖြစ်တတ်တယ်နောက်ဆိုတော့ဒါလေးသတိထားပါနောက်တစ်ခုကကြတော့လေကိုယ့်ရဲ့ပျော်ရွှင်မှုပေါ့နော်တချို့တွေကကြတော့လေအခြေအစမပြေလို့တချို့တွေကကြတော့လေငွေကြေးခက်ခဲနေလို့တချို့တွေကကြတော့လေလုပ်ငန်းတွေအဆင်မပြေလို့စီးပွားရေးတွေအဆင်မပြေလို့ဘယ်ပစ္စည်းမရောင်းရလို့ဟိုလုပ်ငန်းကကြတော့ဒါ time ်နေလို့เนาะဘယ်နေရာမှာအဲ့လိုမျိုး stack ဖြစ်နေအောင်အဲ့လိုမျိုးအမျိုးမျိုးပေါ့ဆိုဒီလိုလူတွေအတွက်ကကို့မှာပျော်ရွှင်မှုပျောက်ဆုံးနေတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်တဲ့ကို့ရဲ့ပျော်ရွှင်မှုကိုပြင်ပမှာလိုက်မရှာနဲ့ပြင်ပဆိုတဲ့အခါကျထားလိုက်ပါတော့အပြင်မှာเนาะဟိုဘယ်လိုပြောမလဲဒီကိုလူတယောက်ယောက် နော်စိတ်အနှောက်ယှက်ဖြစ်နေရတာကိုကိစ္စတစ်ခုကြောင့်စိတ်အနှောက်ယှက်ဖြစ်နေရတာအခြေအနေတစ်ခုကြောင့်စိတ်အနှောက်ယှက်ဖြစ်နေရတယ်လို့မျိုးတွေနဲ့ပတ်သက်လို့ရှင်ကိုယ့်ရဲ့ပျော်ရွှင်မှုကဒီပုံမှာသွားပြီးတော့ focus မလုပ်နဲ့ဒီပုံမှာအဲသွားပြီးတော့ဒီရ energy ကိုမယူနဲ့ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ဘာသာကိုဖန်တီးပါ own happiness ကိုကိုယ့်ဘာသာကိုရှာဖွေပါကိုယ့်ရဲ့ဒီပြောရမယ်ဆိုလို့ရှင်အာရင်တဲမှာပဲပေါ့နော် whole deep down မှာပဲကိုယ့်ရဲ့ပျော်ရွှင်မှုတွေရှိတယ်ကိုယ့်ရဲ့စိတ်ညစ်မှုဝမ်းနည်းမှုဓာတ်တွေအကုန်လုံးတွေရှိတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ညစ်တဲ့အရာတွေเนาะအဆင်မပြေတဲ့အရာတွေကအပေါ်ကနေတအားဖိထားတဲ့အခါကျတော့ Rich Do ရဲ့ whole deep down မှာတကယ် own happiness လေးကမြုပ်နေတတ်တယ်ဆိုတော့ဒီဟာကိုပြန်ဖို့ပြီးလို့ရှင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ဘာသာကိုပြန်ရှာပြီးလို့ရှင်ကိုယ့်ရဲ့တကယ် own happiness ဒီကိုယ့်စီမှာပဲရှိတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုယ်ကို create လုပ်ပါတည်တည်ချာချာပြောရမယ်ဆိုလို့ရှင်အရာအားလုံးကိုပေါ့เนาะဒီ ဖွင့်ချလိုက်ပါလို့ rich ပြောခြင်းနဲ့နောက်တချို့ကကြတော့တအားမြုပ်ထားတဲ့လူတွေများတယ်အဲ maybe ဒီ introvert တွေများသောအဖြစ်ဖြစ်ဖြစ်နိုင်တယ်ပေါ့နော်ဒါ introvert တွေမဟုတ်လို့ဒီလိုမျိုးဖြစ်တယ်လို့ပြောခြင်းတာမဟုတ်ဘူးเนาะကိုယ့်ရဲ့ ဒီ own happiness ကိုဟိုးအတွင်းထဲမှာဟိုးအောက်ဆုံးမှာအပေါ်ဟာဒီဖိသိဖိသိဖိသိရင်းနဲ့ဒီအောက်ဆုံးမှာရောက်သွားတဲ့အခါမှာပြန်ပြီးတော့ဝုန်းဆိုပြီးတော့အပေါ်ပြန်တက်လာဖို့နှောင့်နှေးနေရမျိုးကြံ့ကြာနေရမျိုးပဲเนาะဆိုတော့ဒီလိုမျိုး own happiness ကိုပြန်ရှာပါပြန်ပြီးတော့ဖော်ထုတ်ပါဟိုးအောက်ဆုံးကနေအပေါ်ကိုပြန်တင်ပါလို့ rich ပြောခြင်းနဲ့အဲ့တော့သူများတွေစီကနေပြီးတော့ပဲဖြစ်အပြင်ပအရာတွေကနေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုမရှာနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှု own happiness ဒီကိုယ့်ရဲ့ဟိုးအတွင်းအနေဆိုင်ဆုံးမှာပဲရှိတယ်ဒါကိုပြန်ပြီးဖော်ထုတ်တတ်ဖို့ပဲလိုရတယ်เนาะအဲ့တော့ကိုယ့်ပျော်ရွှင်မှုကိုယ့်ဘာသာကိုဖန်တီးပါသူများတွေစီကနေမရှာပါနဲ့เนาะ ါလေးတစ်ချက်ပြောချင်ပါတယ်နောက်တစ်ခုကကျတော့တချို့တွေ um feng shui နော် function အာနီလန်းအနေနဲ့ပတ်သက်ပြီးတော့လေ့လာလိုက်စားအနေနဲ့သူတွေရှိလားဒီထဲမှာတချို့ကကြာလဲလို့ function နီလန်းနဲ့ပတ်သက်ပြီးတော့လက်ဖွင့်တာမျိုးတွေရှိတယ်ကံဖွင့်ထားတာမျိုးတွေရှိတယ်စမ်းဖွင့်ထားတာမျိုးတွေရှိတယ်ဆိုတော့ဒီလိုလူတွေကမှန်တယ်ကိုယ့်ရဲ့ဒါကိုက်ညီတယ်ကိုယ့်ရဲ့ energy နဲ့ match ဖြစ်တယ်ဆိုလို့ရှင်ဒီ function နီလန်းကို separate လေ့လာလို့ရတယ်ဒီလိုအရာနီလန်းတွေကနေပြီးတော့ပါနော်အဆောင်ရောင်ရတရားဒီလိုပုံစံမျိုးတွေစောင်းရန်ရှောင်းရန်တွေကိုလုံးလို့ရတယ်ဆိုပြီးတော့ universal message ပေးထားတယ်အဲ့တော့ဒီ function နီလန်းအာလေ့လာနေတဲ့သူတွေရောဒီအာ အနီလန်းတွေကိုစောင်ပြီးတော့ဗောနော်ကျင့်သုံးနေတဲ့တကယ်ကိုဟို လက်တွေ့မှာဗောနော်လုံးဝပြုလုပ်ဆောင်ရနေတဲ့သူတွေကလည်းမှန်တယ် universe ကဒါကိုအာခိုင်နိုင်ပြီးထားတယ်။နောက်သူတို့ push လုပ်ပြီးထားတယ်။ဆက်ပြီးတော့ပဲကျင့်သုံးပါဒီ function နီလန်းအတိုင်းလက်ဖွင့်တာမျိုးတွေပါတယ်ဆက်ပြီးလုပ်ထားပါလို့ဆိုပြီးပြောထားတယ်။အဲ့တော့ဒီမှာတစ်ချက်ရှိတာကတော့တကယ်ဆရာကောင်းသမားကောင်းဗောနော်တိတိကျကျတထဲဝင်တိတိကျကျတီးတဲ့ function အဲ့လိုမျိုး reader တွေအဆရာတွေစီမှာသွားပြီးတော့မေးဖို့ပြုဖို့တော့လိုအပ်တယ်ဗောနော်ဟိုလိုမျိုး မတက်တစ်ခေါက်တီးတဲ့လူတွေစီမှာတော့သွားပြီးတော့ဟိုမှားယွင်းစွာနဲ့ဒီနီလန်းတွေတော့အတော့မပြုတ်မိစေနဲ့ပေါ့နော်ဒါလေးတစ်ချက်တော့ universe ကပြောထားတာမျိုးရှိတယ်โอเคအဲ့တော့ Aris ဒီမှာမြင်ရတာကဆိုးဆိုးရွားရွားအဲ့လိုမျိုးပေါ့နော်တအားကြီးခက်ခဲကြက်တဲနေတဲ့အခြေအနေမျိုးမှာတော့မတွေ့ရဘူးအာ နည်းနည်းလေးပေါ့နော်အပြောင်းလဲ changes လုပ်ဖို့ original scenery ကကြောက်နေတာလို့မြင်ရတယ်။ဥပမာအဲ့တော့ဟိုနော် company အပြောင်းရှေ့လုပ်ချင်တာလားနော်လုပ်ငန်းအပြောင်းရှေ့လုပ်ချင်တာလားနော်အထားလိုက်ပါတော့ job offer အစ်တစ်ခုကိုရရတဲ့အတိုင်းပြောင်းဖို့ရွှေ့ဖို့ပေါ့နော်ခုနက rich ရှေ့မှာပြောခဲ့တဲ့ comfort zone တွေကနေထွက်ဖို့လန့်လန့်နေတာလားကြောက်နေတာလားဒီလိုမျိုးလူတွေရှိတယ်။နောက်တချို့ကကြောင့်လည်းကိုယ့်ရဲ့စီးပွားရေးပေါ့နော်နောက်အစ်တစ်ခုချဲ့ထွင်မှုစိုးရိမ်နေတာမျိုးတွေနော်ဒါမှမဟုတ်လုပ်ငန်းတစ်ခုပြောင်းဖို့ပေါ့နော်ဟိုစိုးရိမ်နေတာမျိုးတွေရှိတယ်။ဆိုတော့ဒါတွေအားလုံးကို changes လုပ်ဖို့မကြောက်နဲ့အလုံးဝ ီ and the nine change ကလာလောက်လာမှာကိုလုံးဝညင်းဆိုလို့မရတဲ့ဒီ transformation changes တခုပေါ့เนาะမမြင်နိုင်နဲ့မမြင်ရတဲ့ကိုလုံးဝမထင်ထားတဲ့ပုံစံနဲ့တခုကတော့ချောင်းလာတော့တွင်မှာဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ be prepared for this အဲတပေမဲ့ကြောက်နေဖို့မလိုဘူးအဲ့ဒီ changes ကခုနအရရှိကနေပြောခဲ့သလိုပဲကိုဒီအမှောင်တို့အခုခုတွေကနေပြီးထွက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝကိုယ့်ရဲ့အနာဂတ်တခုဒီလုံးဝအရန်တောက်ပါတဲ့ တကယ် the sun ရဲ့ energy ပေါ့နော်ဒီလိုမျိုးနေအောင်ထွက်လာတယ်လို့မျိုးအရန်တောက်ပါတဲ့ energy နဲ့အနာဂတ်ဒီထုံးလင်းတောက်ပါတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့တည်တည်ချာချာရှေ့ကိုဆက်လျှောက်ပါလို့ပဲပြောခြင်းနဲ့အမောင်တူထဲမှာလမ်းပြောက်နေတယ်ဆိုပြီးတော့ငုတ်တုတ်ကြီးထိုင်နေကြပါနဲ့ okay အဲ့တော့ဒါဒီနေ့အတွက်အလောက်ကငွေကြီးစီးပွားရေးအခြေအနေတော့ကို universal guidance message တီကတော့ဒီလောက်ပါပဲ။များသောအားဖြင့်ကတော့ဒီမှာ universe ကပေးထားတဲ့ message တီကတော့ manifest method တွေဒီစာလုပ်ဖို့ပြောထားတာမျိုးတွေ့ရတယ်။ကိုအနေနဲ့အာ healing တေချာယူဖို့ရယ် meditation လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီတရားထိုင်နေစဉ်အတော်အတွင်းမှာပေါ့နော် healing ယူနေတဲ့အချိန်အတော်အတွင်းမှာကြားရတဲ့အတန်နေတော့မြင်ရတဲ့မြင်ခွင်းနေတာတွေကိုနမိတ်ယူပြီးတော့တေချာသူတို့ညွှန်ပြတဲ့လမ်းကြောင်းပေါ်ကိုလိုက်ပြီးတော့ဆက်လျှောက်သွားဖို့ပဲလိုအပ်တယ်။နောက်ဒီလိုမျိုးလေးတွေတွေ့ရပါတယ်။ Okay အဲ့တော့ဒီလိုပုံစံမျိုးအတိုင်း personal reading ယူခြင်းနဲ့ဆိုလို့ရှိရင် RC မှာ Universe Guidance for Career Life ဆိုပြီးတော့လာပြီးတော့မေးလို့ရပါတယ်။အခုလို reading အသစ်တွေအမြဲတမ်းကြည့်ရှုခြင်းတဲ့သူတွေက Rich Facebook page, YouTube channel, Telegram channel နဲ့ TikTok ့ဒါတွေကို join subscribe follow တွေလောက်ထားပြီးပြောချင်ပါတယ်။နောက်လည်းအမြဲတမ်း reading လေးကိုကြည့်ရှုပါလို့ Rich ကပြောပါတယ်เนาะ။ Richina's လေးတွေအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးတက်တာ။